ကဲကျမတို့တွေဘိုက်စားလို့ရှိရင်မလုပ်ကြပါဒလဲတယောက်တည်းနေတဲ့သူတော်တော်များများကတော့လမ်းဘေးကို သွားအဲ့ဒီလမ်းမေးမှာရှိတဲ့ဆိုင်လေးတွေမှာစားကျင်နာတွေကိုသွားပြီးတော့ဝယ်စားတတ်ကြပါတယ်။ထိုင်းရလူတွေကတော့ဒီ7-11ကိုသွားပြီးတော့တခုခုဝယ်စားကြတယ်လို့ straight food ပေါ့နော်ဒီဈေးတန်းလေးတွေကိုသွားပြီးတော့တခုခုဝယ်ကြတာမျိုးစားကြတာမျိုးဒီလိုမျိုးလုပ်ကြမယ်လို့ထင်ပါတယ်။ကျမတို့လူပါပဲဒီထိုင်းနိုင်ငံကခောက်ရဲအမျိုးသားဥယင်ခောက်ရဲ National Park ကဆင်ရိုင်းကြီးတကောင်ကလည်း store ဆိုင်ကြီးတဲ့ကိုဝင် ပြီးတော့စားတောက်စရာတွေကိုသွားယူစားပါတယ်။ သူကတော့အသက်28နှစ်ရှိပြီဖြစ်ပါတယ်နာမည်ကတော့အာ Flight Bian Lake လို့ခေါ်ပါတယ်အဲ့ဒီစင်တီကြီးဟာအမျိုးသားဥယျာဉ်နဲ့မလန်းမကန်းမှရှိတဲ့လမ်းမကြီးဘေးကစတိုးဆိုင်ကြီးတဲကိုဝင်ပြီးတော့မောင်းထုတ်တွေကိုဝင်ပြီးတော့သွားယူခဲ့တာပါစတိုးဆိုင်ဝန်ထမ်းတွေကဒီအော်ပြီးတော့မောင်းထုတ်ကြပေမဲ့ဂယုမဆိုင်ပဲမောင်းထုတ်တွေကိုယူပြီးတော့ပြန်ထွက်သွားခဲ့ပါတယ်သူယူသွားတဲ့မုံတွေကတော့ဆန်မုံချောက်အချို့ပြီးတော့ဆန်ဒွိချ်ပေါ့နော်ဒီအသားညက်ပါမုံတစ်ခု နဲ့ငပြောသီးကြောက်တွေဖြစ်ပါတယ်။သူယူသွားတဲ့ပစ္စည်းရတံပိုးတွေကတော့ဒီဘတ်တထောင်ပိုးလောက်ရှိတယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်။ဆိုတော့အဲ့ဒီနာကလူတွေရဲ့ပြောပြချက်အရတော့ဒီစင်ကြီးကဒီပတ်ဝန်းကျင်မှာရှိတဲ့အိမ်တွေကိုလာပြီးတော့တစ်ခါတလေမှအစာတောင်းစားတက်တယ်လို့ဆိုပါတယ်။စတိုးဆိုင်ကို ဝင်လာတာကတော့ဒါပထမဆုံးအကြိမ်ဖြစ်ပါတယ်။ဆိုင်ထဲမှာဘာဖြစ်သွားလဲလို့စဉ်းစားနေတဲ့ပရိသတ်တွေလည်းရှိမယ်လို့ထင်ပါတယ်။ဆိုင်ကတော့မြများဆဆပျက်စီးသွားတာမျိုးမရှိပါဘူး။ သူလာတဲ့လမ်းတစ်လျှောက်မှာရွှွန့်ွေပေးသွားတာနဲ့ဒီမျက်နှာချက်ပေါ့လေနည်းနည်းပြတ်သွားတာတော့ရှိပါတယ်တဲ့ဆေးရင်ကြီးကတော့သူယူသွားတဲ့ပစ္စည်းအတွက်ပတ်စံပေးမသွားပါဘူးရှင်